ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားတွေကြိုတင်ဆန္ဒမဲ့ပေးရမှာမဲဆန္ဒတဲ့တဲ့ချို့မပါဝင်ခဲ့တယ်လို့ပုံစံ15တင်ထားပြီးတော့မဲပေးနိုင်ခွင့်အမြင့်စရင်မှာမပါတာလို့ကြုံတွေ့နေရပါတယ်ဥစစော်လိုင်းကသတင်းပေးပို့ထားပါတယ်ခင်ဗျာ2015ခုထွေထွေရွေးကောက်ပွဲအတွက်ပထမရက်အဖြစ်အော်တိုဝါ19ရက်ကဂျပန်နိုင်ငံတိုကျိုတိုင်ယွန်မှာပြုလုပ်ခဲ့တဲ့ဂျူတင်ဆန္ဒမဲပီးရမှာမဲဆန္ဒနယ်အချို့မပါဝင်ခဲ့သလိုပုံစံ15တင်ထားပြီးတိုင်ယွန်ရဲ့မဲပီပိုင်ခွင့်အမည်စင်မှာမပါလာရုံနဲ့ကြုံတွေ့ခဲ့ရတာတွေကိုမဲဆန္ဒရှင်တွေကအခုလိုပြောပြခဲ့ပါတယ် မတောင်းကလာပါဟိုဘောနော်မဲသုံးမဲပေးမယ်ဆိုပြီးလာတာဒါပေမဲ့နှမဲပဲပေးလို့ရပါတယ်အဓိကဖြစ်တဲ့ပြည်သူလွတ်တော်မဲမဲမပါလာဘူးမဲကြီးတဲ့အခါမှာတောင်းကလာတစ်မျိုးလုံးတော့မပါလာဘူးလို့ပြောပါတယ်တောင်းဂျပန်ဘက်မှာလည်းဟိုဘက်ကပို့တဲ့အတွက်ကြောင့်သူတို့မှလည်းဘာမှလုံးပိုင်ခွင့်မရှိလို့ပြောပါတယ်ဒါနားလည်ပေးလို့ရပါတယ်ဒါပေမဲ့ဂျပန်မှာအရန်အောင်အချိန်ပေးပြီးတော့လာတာဒီလိုသုံးမဲလုံးမပေးရတဲ့အတွက်ကြောင့်တော့စိတ်တော့မကျေနပ်ဘူးရှင် ျမအိုစကားလာတာပါရှင်ကျမပြည်သူတယောက်ရဲ့တာဝန်ခြေပြွန်ခြင်းလို့အဲဝေးရနေပြီးတော့ဘတ်စကား6နာရီကျော်စီးပြီးတော့လာရတာပါရှင်ဟုတ်ကဲ့အဲဒါပေမဲ့ဒီရောက်တော့မဲကနှစ်မဲပဲထည့်လို့ရပါတယ်နောက်တမဲကနောက်တစ်ခေါက် ပြန်လာမှာပါလို့ပြောပါရတယ်အဲဒါပေမဲ့ကျမပြည်သူတာဝန်ခြေခြင်းနဲ့အတွက်နောက်တစ်ခေါက်ပြန်လာဖို့အစီအစဉ်ရှိပါတယ်ရှင်ချက်ပြနေအတွက်လည်းမရှိဘူးတဲ့ဆက်ပြနေကကိုယ်စလဲကိုရှိကုန်ရှိတာစာရွက်ကုန်မရောက်လာတာတဲ့ တောင်းကလပါမျိုးနယ်မဲဆန္ဒနယ်မြေပြည်တော်စုလွတ်တော်အတွက်နေရာနဲ့အင်းစိတ်မဲဆန္ဒနယ်အတွက်ပြည်သူလွတ်တော်နယ်တိုင်းလွတ်တော်နေရာမရန်ကုန်မြို့နယ်မဲဆန္ဒနယ်အတွက်အမျိုးသားလွတ်တော်နေရာနဲ့တောင်ကြီးမြို့ကတိုင်းရင်းသားနေရာအတွက်မဲပေးခွင့်မရကြဘူးလို့ဆိုခဲ့ပါတယ် 就只有没打完的尼卡罗，比如伊个不会讲墨西哥天比亚比，没被过特曼当主被卖掉，没特曼被布雷耶葡萄牙接手的吧？<noise> <noise> အခုဟိုဟာညီမတို့ဘက်က form 15ကိုတင်လိုက်တယ်ဒါပေမဲ့သူတို့ဘက်ကဟိုဘက် UEC ဘက်ကိုတင်တဲ့ list ထဲမှာဟိုညီမ form မပါသွားဘူးမပါသွားတော့အခုလိုအပ်ချက်တခုအနေနဲ့သူတို့ form 15ကိုဆက်တင်ပေးမယ်ဟိုဘက်ကမဲက23ရက်နေ့အမိပြန်ရောက်လာလို့ရှိရင်ဒီမှာလာပြီးမဲပေးအကဲဒီမှာလာပြီးမဲမပေးလို့ရှိရင်ဒီမှာမဲမပေးထားပါဘူးဆိုတော့ထောက်ခံစားဘူးယူပြီးတော့ညီမပြန်ပြီးတော့ညီမမဲပေးပါဒါအပြင်အမျိုးသားလွတ်တော်နဲ့ပြည်သူလွတ်တော်ကိုယ်စားလှယ်မဲနေရတွေလွှဲမနေတာတွေမဲစာကြီးပေါ်မှာလိမ့်စာနဲ့ရက်ွက်မြို့ ကင်ညီမှုမရှိဘဲလွဲမနေတာတွေရှိနေတယ်လို့မဲဆန္ဒရှင်အချို့က DBB ကိုပြောပြခဲ့ပါတယ်။အော်တိုဘာ19ရက်ပထမရက်မဲလာပေးသူ448ဦးရှိခဲ့ပြီးတိုချိုမြန်မာတန်ယုံစင်းရ2005အထွေထွေရေကောက်ပွဲအတွက်ဂျပန်နိုင်ငံရောမြန်မာနိုင်ငံသား1100သာကြိုတင်မဲပြပိုင်ခွင့်ရှိမှာဖြစ်ပါတယ်။ဂျပန်နိုင်ငံမှာမြန်မာနိုင်ငံသား12000ခန့်ရောက်ရှိနေတာဖြစ်ပါတယ်။ကျွန်တော်စောစောလိုင်းတိုချိုကနေသတင်းပေးပို့ခဲ့တာပါ။